ကလားလို့ခေါ်လိုက်လူမျိုးခွဲကြတာလားတကယ်တော့ကြည်လိုက်ရင်ဒီအခေါ်ဝေါ်ရီဟာလူမျိုးခွဲချာတယ်လူမျိုးခွဲချာတယ်ကလဆက်သွင်းတယ်လို့ပြောနေတဲ့လူတိုင်းတွေကကျွန်တော်ဒမန်တစ်ချက်ကြည့်မယ်เนาะဒီမြန်မာနိုင်ငံမှာကရင်ဆိုကရင်လို့ပေါ်ကြမယ်စသည်ဖြင့်ဗမာဆိုင်ဗမာချမ်းဆိုရင်ချမ်းအဲ့လိုအခေါ်ဝေါ်ရီရှိခဲ့တယ်ဒီတိုင်းမဟုတ်တဲ့ကလားတွေကိုမြန်မာနိုင်ငံမှာဒီ အစားနိုင်ငံနဲ့ကူလာတိဖြစ်စေပဲကလန်းလိုပဲခေါ်ကြတာ။နောက်အစားနိုင်ငံနဲ့ကူလာလိုကလန်းလိုခေါ်တဲ့အခေါ်ကဟိုးအင်းဒလိယရှိခဲ့ပြီဆိုတာဒါဟိုမှပြောနေတာမဟုတ်ဘူး။ဒါကလူမျိုးခွဲခြားတယ်လို့ထင်နေတယ်။အဲတကယ်တမ်းကျရင်ဗုဒ္ဓဘာသာနိုင်ငံပါလုံးဝလုံးဝလူမျိုးမခွဲခြားခဲ့ဘူးနော်။အခုထိပဲဒါကြောင့်ဗုဒ္ဓဘာသာနိုင်ငံနဲ့ပြောင်းဆိုနေရလူမျိုးမခွဲခြားတယ်လို့နိုင်ငံတွေကကိုကြောက်ဆုပ်ခဲ့ပါတယ်နော်။ ဘင်္ဂလားဒေ့ရှ်ပါကစ္စတန်အိန္ဒိယအာဖဂန်နစ္စတန်အင်ဒိုနီးရှားမလေးရှားဗုဒ္ဓဘာသာစစ်စစ်နိုင်ငံတွေလုံးဝညီပါပြုတ်သွားပြီအဲ့ဒီနည်းနဲ့သူတို့သိလိုက်များလာလိုက်ဂျီဟတ်လုပ်လိုက်ပြီးတော့တယောက်ယူနှစ်ယောက်ယူနယ်မြေသိမ့်နယ်မြေသိမ့်သူတို့အင်အားများလာပြီးအဲ့နောက်ဗုဒ္ဓဘာသာအင်အားတခြားဘာသာအင်အားနည်းသွားပြီဆိုအဲ့ဒါဂျီဟတ်လုပ်လိုက်ကြတော့တော်တော်နဲ့နည်းသွားတော့ကြောက်လန့်မနေရဘူးရောက်ချပြည့်အဲသူတို့တနေ့လုံးပိုင်လိုက် အဲ့ဒီလိုအဲ့ဒီလိုနဲ့တိမ့်တိမ့်ပြောတာဒီဟာတွေကိုနိုင်ငံတကာမှာသူတို့လုပ်ခဲ့တာအကုန်လုံးတမိုင်းကြောင်းတွေရခေါင်းကြီးတွေကပြီးတော့ဒီနိုင်ငံမှာလည်းဒီစနစ်နဲ့တိမ့်တော့မယ်ဒဇဒဇအင်အားကြီးသွားလာရင်တားလို့မရတော့အခုချိန်တားမှရမယ်ဆိုခေါင်းကြီးတွေကအန်ဒီရဲ့ရှိလို့ထုတ်ပြောတာနော်ဒီအဲ့နိုင်ငံနဲ့ Islamic နိုင်ငံနဲ့ဖြစ်ဖြစ်ွားတဲ့အကြောင်းအရာဒါလူမျိုးမခွဲခြားလို့ Islamic နိုင်ငံနဲ့ကျွန်တော်နည်းနည်းရှင်းပြမယ်ဒီမှာဗုဒ္ဓဘာသာ တစ်ချက်ကြည့်လိုက်ရင်ဒီဗုဒ္ဓဘာသာပဲတရားတော်မှပဲဆရာမမဟောထားခဲ့ဘောနော်ဒီလူမျိုးခွဲခြားဖို့အတွက် तू ကစီလုံးပေါင်းတာဒါလူမျိုးမခွဲခြားဘူးကိုယ့်ဘာသာမဟုတ်ရင်ဆက်ဆံမှုတစ်မျိုးနဲ့ဆက်ဆံမှာဘယ်တော့မှမဟောထားခဲ့ပါဘူးဒီဗုဒ္ဓဘာသာအထာဘာဖြစ်လဲခုခေတ်မှာမှားသွားတယ်အဲရတာပဲနိုင်ငံပျောက်ဆုံးနေအကြောင်းရတာပဲတကယ်တမ်းကြည့်ဗုဒ္ဓဘာသာမှာလူမျိုးမခွဲခြားလို့ကိုယ်မှကြည်လိုက်ရင် မြန်မာမိန်းကလေးတွေအခြားကလာနဲ့လက်ထက်တယ်ဒီဗုဒ္ဓဘာသာအမျိုးသမီးတယောက်က အခြားဘာသာနဲ့လက်ထက်တဲ့အကြောင်းအရာဗုဒ္ဓဘာသာမှာဒီငါတို့ဘာသာဝင်မဟုတ်ရင်လက်မထက်ရဘူးတားဆီးရလည်းမတွေ့ပါဘူးနိုင်ငံမှာလက်ဥပဒေအဲ့လိုကိုင်းတွေ့မဲ့ဥပဒေလေအခုထိလည်းမရှိသေးမြန်မာနိုင်ငံမှာဒါကြောင့်ပြည်သူ့ဘာသာအခြားဘာသာဝင်နေရ မြန်မာမျိုးသမီးတွေဆိုရင်သူကလွတ်လပ်ဆိုတာဇက်သွင်းသွားတယ်သူတို့ဘာသာတွေကိုခေါ်ခေါ်သွားတယ်နော်ဒီကမွတ်စလင်ဘာသာကြည့်မယ်အစ္စလာမစ်ဘာသာသူတို့မှတားမြစ်ထားတယ်နော်တခြားဘာသာနဲ့လက်မထက်ရဘူးလို့တားမြစ်ပေမဲ့သူကဘာလို့အဲ့တားမြစ်ထားတာကိုအခြားဘာသာဝင်တွေကိုယ်မှခေါ်လို့ရတယ်နော်ကိုယ့်ဘာသာကိုဇက်သွင်းလို့ရတယ်သူအာရန်လော်ရှိတယ်ဒါပေမဲ့သူတို့ကခြားဘာသာတွေမဝင်သွားဘူးအဲ့ရဲ့အကြောင်းရပါလေဒါသူတို့ ဒီသူတို့ဘာသာဝင်နေတာလူပွားလူပွားတာပဲကျွန်တော်မြင်နေမှာနော်သူတို့ဘာသူတို့သာခြားဘာသာဝင်လူနည်းစုဖြစ်သွားမှာဆိုလို့ဒီလူနည်းစုကနေလူအများစုဖြစ်အောင်အခြားဘာသာဝင်ကိုအစ္စလာမစ်ဘာသာသွင်းနိုင်မှာဒါလူအများစုဖြစ်သွားမယ်ဒါကြောင့်ဒီအရင်ပြောတဲ့ဇာတ်ရည်ရှိတယ်ဗျာကလာလဲလူပဲဗမာလဲလူပဲအဲ့ဒီဇာတ်ပြီးနောက်တစ်ခုံးပါလေပြောကြလဲဆိုတော့ အခြေရေးမှမျက်လုံးမပါမျက်စိမပါဘူးเนาะနှလုံးသားနဲ့ချစ်တာဘာသာရေးမပါဘူးအဲ့လိုပြောရင်နောက်ဆုံးဇက်သွင်းသွားတာကြီးပဲအကောဘူးဇက်သွေးခံရတဲ့အမိန်ကလေးတွေမှမများဗမေကလေးကိုကြည်ကြည်အမမွတ်စလင်အစ္စလာမစ်တောင်နဲ့ချီချစ်သူရေးစားဖြစ်ပြီဆိုရင်သူကနှစ်နှစ်ရနဲ့သုံးနှစ်မကြဘူးဘာလို့မကြလဲဆိုတော့သူတို့ကရင်ကိုယ်အနားမှာခေါ်တာဒီကောင်မလေးကိုသူတို့ကနားရောက်သွားရင်သူအဲ့ သူတို့ပြောရတာကိုအမှန်ကြီးပဲထင်တော့တာမိန်းကလေးတွေကနော်သူမသိရောသူဘာမှမသိရောသူတို့ကနားမှန်နေသူပြောရတာကောမဲအဲ့လိုလုံရင်းနဲ့သူတို့ကနောက်ဆုံးမွတ်စလင်ဖြစ်သွားတာပဲသူတို့ဘာသာတွေကိုပါသွားတာပဲဟိုဘက်ကိုဒါကြောင့်မြန်မာနိုင်ငံမှာကြောပြောနေတာကျွန်တော်တို့ဗုဒ္ဓဘာသာကိုပဲလို့ကာဝယ်မှာလဲနော်မွတ်စလင်ကတော့သူ့ဘာသာမျိုးမျိုးကာဝယ်ထားတယ် ကျွန်တော်တို့သူတို့မှာပြောလို့ကာကွယ်ထားလဲဆိုရင်မွတ်စလင်ဘာသာဟိုမွတ်စလင်ဘာသာမပုတ်ပွေသူကဒီအန်တို့ကာဖီသူတို့တစ်ချိန်တက်ကြရမယ်နော်နီးပေါင်းစုံနဲ့ပြီးရင်သူတို့ဒါမဒါရဆန်လို့ခေါ်တယ်သူတို့စာတဲ့ရောင်းမှာအမြဲတမ်းသူတို့ဂိုင်းလုတ်ပြီးပြီသားနော်ဘာသာရေးနဲ့ဆိုရင်အမြဲတမ်းပြောပြီးသားဒါဒီကျွန်တော်တို့ဗုဒ္ဓဘာသာနိုင်ငံမှာဗုဒ္ဓဘာသာလူတွေဒါပြီးရပေးဖို့အတိညာပေးဖို့ တက်ဆိုင်ရန်ဖိုးဝီးကြောင်းနော်ဘာလာကြီးဆရာတော်ရင်ကျွန်တော်တို့ဘာသာဘယ်လိုကာကွယ်ရမှာလဲပြီးတဆိုင်ရန်လူချင်းမဲ့ပုပ်ကိုနိုင်ငံရေးလို့သူများမှာဥပဒေထုတ်သင့်ပါတယ်နော်ဗုဒ္ဓဘာသာသာသမိတယောက်တယောက်ကိုအခြားဘာသာဝင်နဲ့ဇက်ပွဲကြီးနော်ဒီဥပဒေဟာဥလို့ဆရာအိန္ဒိယမှာလည်းထုတ်နေနော်ထုတ်လိုက်ထုတ်ထားနေလို့ကြားပါတယ်ဘယ်လိုထုတ်တာလဲဆိုတော့သူတို့ဟာ အခြားလူကိုဆက်သွေးမှုဟာဒီမှာလူတတဆိုတော့ရှိပါတယ်သူတို့မှာတိတံအောင်ရှိတဲ့ဆက်သွေးဆက်သွေးနဲ့သူတို့ကဒီအရဏနိုင်ငံကနေပြီးတော့ပတ်စံထောက်ပံ့ကြရတယ်လို့ကြားပါတယ်နော်ထောက်ပံ့ကြရပြီးတော့သူကနေပြီးတော့ဘယ်လိုလုပ်လဲဆိုရင်ဒီလူတွေကိုဆက်သွေးရမယ်အဲတယောက်ဘလောက်ဆိုအဲ့လိုတိတံကိုရှိတယ်ဗျာနော်ဒီဂရုကတိတံကိုရှိတယ်အဲ့လိုလုံးတဲ့လူတွေကိုနိုင်ငံဆိုးရတတ်မှာမယ် ဥပဒေချမှတ်မယ်အဓိကကျွန်တော်ဆိုလိုရတာဥပဒေကိုယ်နိုင်ငံမှာဘသူကဘာပဲလုပ်လို့ကျွန်တော်တို့ကဒါပြောပြစိတ်ဝင်စားစရာမလိုကိုယ့်အတွက်လုံခြုံရေးကာကွယ်မှုဆိုပေးတဲ့နဲ့ဒီဗုဒ္ဓဘာသာနိုင်ငံအခုထိလည်းမပေးခဲ့ဘူးအဲ့လိုမပေးခဲ့လို့ဒီအရင်ဗုဒ္ဓဘာသာနိုင်ငံနဲ့လည်းကြောက်ဆိုးရတာဒီအကြောင်းပဲကာကွယ်မှုမှမပေးထားဘူးဗုဒ္ဓဘာသာနော်ဥပဒေစီကမရှိဘူးအကြံအထားလူတွေအကြောက်တရားဆိုတာမရှိဘူး လူရဲမှာအတောက်တရားမရှိဘူး။သူကနှုတ်ရှင်ဆိုလောက်နေရ။အဲဆိုကျွန်တော်ပြောပြရမယ်ဘယ်လိုဥပဒေထုတ်သေးလဲဆိုတော့ပထမတော့ဒီဗုဒ္ဓဘာသာလူတယောက်ကိုအခြားဘာသာတွေဆက်သွင်းခဲ့ရင်အဲ့လူဘယ်လိုဥပဒေပေးရမလဲ။တည်တံထောင်ချရမယ်။ပြီးသူပိုင်ဆိုင်မှုမှန်တယ်များသူအဲ့လူရဲ့အဖေအမေပိုင်ဆိုင်မှုအထိအဘပိုင်ဆိုင်မှုအထိပေါ့နော်ဒီကောင်နေဇက်ဇက်အမျိုးနွယ်ပုံပိုင်ထိုင်မှုကိုအစိုးရသိမ့်တယ် လုံးဝတိမ့်ပိုင်ရမှာဒီသူအိမ်နေပါတယ်ဆိုတော့ကိုချိုးပါတယ်နော်ဒီသူတို့တက်ခဲ့တဲ့စာတေးရောက်မှသာစာရီကိုချိုးပါတယ်ဆိုရင်အိန္ဒိယချိုးပါဘာသာသူတို့ဒီပြညာဘယ်သူပေးခဲ့တာလဲဒီပတ်စံဘယ်သူပေးခဲ့တာလဲစသည်ဖြင့်သူ့ထောက်ပံ့နေဘယ်သူပေးခဲ့တာလဲဒါရင်တော့ကိုအဲ့နေရတဲ့အကုန်အစိုးရတိမ့်လဲတိမ့်နေဖြက်စည်းလဲကောင်ဖြက်စည်းနေပါ යි နော်ဒါဒီမြန်မာနိုင်ငံအဲ့ဥပဒေကိုလုံးဝကျင့်သုံးရမယ်ဥပဒေနောက်ဆုံးတော့ ကျွန်တော်တို့ဗုဒ္ဓဘာသာတဝူတယောက်ကိုအခြားဘာသာဝင်နေရဇက်သွဲမှုစူးစမ်းရင် သူ့ရဲ့ပိုင်ဆိုင်မှုအကုန်သိမ့်မယ်လူရဲ့သေးတာထောင်ချမယ်ဒီဥပဒေကိုလုံးနိုင်မှသာကာကွယ်မှုဥပဒေဖြစ်မယ်ဗုဒ္ဓဘာသာလူကြီးနော်ကျွန်တော်တို့ဗုဒ္ဓဘာသာမှာလည်းမိဘပြည်သူများမှတောင်းဝဲထုတ်ချေရှိတယ်လို့ကျွန်တော်ကဒီရက်နဲ့တိပိပြောကြလိုပါတယ်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့သားသမီးကိုဘယ်လိုထိမ့်သိမ့်မှလဲဘယ်လိုလုံးမှလဲဟွန်း ကိုယ့်ရဲ့သားသမီးကိုဘယ်လိုထိတဲ့မှာပြင်ရဘယ်လိုပေးတယ်လဲအဓိကအခုကိုယ့်ရဲ့မွေးလိုက်တဲ့သားသမီးကိုမိဘနဲ့အဓိကဒီတမန်ရောင်နေနေပါပြောပြပါနော်ဗုဒ္ဓဘာသာတရားကြောင် ပြောပြပါနော်ဒါရီအကုန်ပြီးရင်ဥပရိယာနဲ့တဆင့်ကာဝယ်ဖို့လုပ်ကြပါလို့ကျွန်တော်ဒီတဆိုင်ဟာနိုင်ငံရေးပုဂ္ဂိုလ်နဲ့ဘာသာရေးကောင်းဆောင်ပုဂ္ဂိုလ်များမှာတာဝန်ရှိကြအောင်အတိအပြပြောကြလိုပါတယ်